ေးတို့ရေမင်္ဂလာပါကွယ်ဆရာမတို့ရေရှေ့တို့ Forward Education Center ကနေသင်ခန်းစာဆွေးနွေးတဲ့အစီအစဉ်လေးကို စတင်ပါမယ်ဒီနေ့မှာတော့စတ္ထမနာသိပ်ပံအခန်း3အာ force အကြောင်းကိုဆွေးနွေးပါမယ်။စာမျက်နှာ24မှာရှိပါတယ်။လုပ်ငန်းတစ်ကိုဆောင်ရွက်ပြီးတော့အားရဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုကြည့်ကြရအောင်။ မေခွန်းလေးတွေကိုစဉ်းစားပြီးတော့ဖြည့်ကြည့်ပါစွဲတစ်လုံးကိုရွေးစေလိုပါကမိတို့ပြုလုပ်ရသည်နီကဲပုံမှန်မြင်တဲ့အတိုင်းပဲစွဲကလေးကို ရွေ့အောင်လို့တဲ့ဘယ်လိုလုပ်ရမလဲတဲ့နော်ဒါပေမဲ့ဒီမှာသတ်မှတ်ချက်တခုတော့ရှိပါတယ်စွဲကိုမပြီးတော့မရွှေ့ရဘူးမမရဘူးနော်တခြားနိလန်းကိုတုံးပြီးတော့စွဲကို ရွေ့အောင်ပြုလုပ်ကြမယ်ဘယ်လိုလုပ်ရင်ကောင်းမလဲစွဲတလုံးကိုရွေ့စေလိုပါကကဲဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာကြည့်ရမယ်တွန်းချင်းစွဲကိုတွန်းပါမယ်ဒါမှမဟုတ်ရင်စွဲချင်းစွဲကိုစွဲပါမယ်အဲ့ဒီလိုပြုလုပ်မယ်ဆိုရင်တော့စွဲဟာ ရွေ့သွားပါလိမ့်မယ်ဒီတော့ ဇဝဲတလုံးကိုရွေးစေလိုခဲ့လို့ရှိရင်ဇဝဲကိုတွန်းချင်းသောမဟုတ်ဆွဲချင်းပြုလုပ်ရပါမယ်တွန်းချင်းနဲ့ဆွဲချင်းအဲ့ဒီလိုတွန်းချင်းဆွဲချင်းပြုလုပ်နိုင်ဖို့အတွက်မိသည့်အရာလိုအပ်ပါတယ်တဲ့เนาะဇဝဲရွေးသွားအောင်တွန်းတာပဲဖြစ်ဖြစ်ဆွဲတာပဲဖြစ်ဖြစ်ပြုလုပ်တဲ့နေရာမှာဘယ်အရာလိုအပ်တယ်တဲ့ နော်ဒီဇပွဲကိုလက်နဲ့တွန်းမယ်ဇပွဲကိုလက်နဲ့ဆွဲယူမယ်အဲ့တော့ဒီရွေ့သွားအောင်လို့ဘယ်အရာလိုအပ်တယ်လဲစဉ်းစားကြည့်ပါထို့သို့တွန်းနိုင်ဆွဲနိုင်ရန်အားလိုအပ်သည်တဲ့ဟုတ်ပါသလားအဲ့တော့ဇပွဲကိုတွန်းဖို့အတွက်အားဆိုင်ပြီးတော့မှတွန်းရမယ်အားဆိုင်ပြီးတော့ဆွဲရမယ်အဲ့ဒီလိုလုံးမှသာလင် ဇွဲဟာယူသွားနိုင်ပါလိမ့်မယ်။အာဟုအသုံးပြုပြီးတွန်းချင်းဆွဲချင်းပြုလုပ်ပါကအရာဝတ္ထုရွေ့သွားပါသလားတဲ့။ကဲနောက်ထပ်မေးခွန်းလေးကတော့ဒီလိုတွန်းနေဆွဲတဲ့လုပ်ကဲလို့ရှိရင်ဒီအရာဝတ္ထုဟာရွေ့သွားသလားတဲ့။ဒါဒီပုံလေးကိုကြည့်ကြမယ်။ပုံလေးမှာဆွဲချင်းဒီအရာဝတ္ထုကိုဆွဲနေပါလေ။တွန်းချင်း ဒီအရာဝတ္ထုကိုတွန်းနေပါတယ်တွန်းချင်းဆွဲချင်းပြုလုပ်တဲ့အခါမှာအရာဝတ္ထုဟာရွေသွားသလားတဲ့အမေခွန်းကဒါဆိုရင်ပုံအရဆိုရင်တော့ရွေသွားတာပေါ့နော်ဒီတော့အရာဝတ္ထုတွေကိုတွန်းလိုက်ဆွဲလိုက်ရင်အရာဝတ္ထုတွေဟာရွေသွားမယ်အဲ့ဒီလိုတွန်းမှုဆွဲဖို့အတွက်ဘာလိုသလဲအာလိုအပ်ပါတယ် အားနဲ့တွန်းမဆွဲမသာလင်အဲ့ဒီအရာဝတ္ထုဟာရွေ့သွားပါလိမ့်မယ်ကဲဒီပုံမှာလည်းပဲဒီလူကဒီအရာဝတ္ထုကိုရွေ့သွားအောင်လို့တွန်းနေပါတယ်เนาะဒီလိုအရာဝတ္ထုကိုရွေ့ရှားဖို့အတွက်အားကိုအသုံးပြုနေရတာပဲဖြစ်ပါတယ်เนาะအားကိုအသုံးပြုရမှာတွန်းနေဆိုခဲ့လို့ရှိရင်တွန်းအားပေါ့ဆွဲတယ်ဆိုရင် ဆွဲအားเนาะတွန်းအားနဲ့ဆွဲအားကိုအသုံးပြုရပါမယ်အားဟာအရာဝတ္ထုတစ်ခုရဲ့ရွေးရှားမှုကို ပြောင်းလဲစေတဲ့တရားမှုဖြစ်တယ်လို့ပြောနိုင်ပါတယ်နော်ဒီတော့ဒီပုံမှာမြင်ရတဲ့အတိုင်းအရာဝတ္ထုရွေ့ရရွေ့လျားသွားမယ်ဒီရွေ့လျားသွားတဲ့ပြောင်းလဲမှုကို ဖြစ်စေတဲ့အရာဟာအားပါပဲနော်အားတက်ရောက်လိုက်လို့အရာဝတ္ထုဟာရွေ့သွားရခြင်းဖြစ်တယ် အားတက်ရောက်တယ်ဆိုတာအားနဲ့ပြုတ်လုလိုက်တာကိုပြောတာပါတက်ရောက်တယ်ဆိုတာပြုတ်လုဆောင်ရွက်လိုက်တာကိုပြောတာပါเนาะဒါကြောင့်မလို့အားကတက်ရောက်လိုက်တဲ့အခါမှာအရာဝတ္ထုဟာရွေလျားပြီးတော့ပြောင်းလဲသွားတယ်ဒါကြောင့်မလို့အရာဝတ္ထုရွေလျားဖို့အတွက်အားကိုအသုံးပြုရမယ်အားဟာအရာဝတ္ထုရွေလျားမှုကို ပြောင်းလဲစေတဲ့တက်ရောက်မှုတစ်ခုပဲဖြစ်ပါတယ် လုပ်ငန်းနှစ်ကို ဖြည့်ကြည့်ကြပါမယ်။အားကိုမြင်နိုင်ခြင်းရှိမရှိဖြည့်ဆိုပါ။ဒီတော့ခုနကစပွဲကိုတွန်းနာဆွဲတာပဲဖြစ်ဖြစ် အရာဝတ္ထုတွေကိုတွန်းနာဆွဲတာပဲဖြစ်ဖြစ်ဆောင်ရွက်လိုက်တဲ့အခါမှာတွန်းအားဆွဲအားကိုမြင်နိုင်သလားတဲ့။နော်အားကို ပုံတရံတစ်ခုအနေနဲ့မြင်နိုင်မှုရှိပါသလားမရှိပါဘူးအားကို မမြင်နိုင်ဘူးဒါပေမဲ့တေချာတာကတော့အားကိုတက်ရောက်လိုက်တာနဲ့အဲ့ဒီအရာဝတ္ထုဟာရွေလျားတယ်ပြောင်းလဲမှုဖြစ်သွားတယ်ဆိုတာကတော့တေချာပါတယ်ဒါကြောင့်အရာဝတ္ထုတစ်ခုပေါ်ကိုတက်ရောက်လိုက်တဲ့အားကိုမမြင်နိုင်ပါ ထိုတက်ရောက်လိုက်သောအားကြောင့်အရာဝတ္ထုတစ်ခုဤပြောင်းလဲမှုများကိုသာ မြင်နိုင်ပါသည်เนาะအရာဝတ္ထုရွေ့သွားတာเนาะအဲ့လိုရွေ့သွားတယ်ဆိုတော့ဒါဘာလောက်သွားတာလဲအရာဝတ္ထုကပြောင်းလဲမှုတစ်ခုဖြစ်သွားတာเนาะအဲ့တော့အရာဝတ္ထုရဲ့ပြောင်းလဲမှုကိုပဲမြင်နိုင်တယ်တက်ရောက်လိုက်တဲ့အားကိုတော့မမြင်နိုင်ပါဘူးလုံငန်း၃လေးကို ကြည့်ပါမယ်အခုဒီမှာမြင်နေမြင်နေရတာကတော့တရေခွင်းနေပါ တရေခွင်းတဝင်းကိုဆွဲဆန့်ကြည့်ပါကတရေခွင်းသည်မိတို့ဖြစ်သွားသည်နီတဲ့တရေခွင်းကိုဆွဲဆန့်ကြည့်မယ်တရေခွင်းဘယ်လိုဖြစ်သွားမလဲကဲဆွဲဆန့်ကြည့်ရအောင်ဒီမှာဒီပုံစံအတိုင်းဆွဲပါမယ်တရေခွင်းကိုအစောတုန်းကတရေခွင်းကိုခြားထားတုန်းကတော့တရေခွင်းဟာဒီလိုပုံတံအနေထားမှာရှိနေတယ်ဒါပေမဲ့ဆွဲဆန့်လိုက်တဲ့အခါမှာပုံတံကတစ်မျိုးပြောင်းလဲသွားမယ် နောက်တစ်မျိုးဆွမ်းဆန့်ကြည့်မယ်။ဟောဒီတစ်မျိုးကတော့ပုံသဏ္ဍာန်နောက်တစ်မျိုးပြောင်းလဲသွားတယ်။ဒီတစ်မျိုးကလည်းဆွဲဆန့်လိုက်တာပါပဲ။ဒါပေမဲ့ပုံသဏ္ဍာန်နောက်ထပ်တစ်မျိုးပြောင်းလဲနေတာကိုတွေ့ရမယ်။ဒီလိုဆွဲဆန့်ရင်လည်းပုံသဏ္ဍာန်ကတစ်မျိုးပြောင်းလဲတယ်။ဒါကြောင့်တည်ငွေကိုဆွဲဆန့်ကြည့်လိုက်တဲ့အခါမှာဘယ်လိုဖြစ်သွားသလဲ။သူ့ရဲ့ပုံသဏ္ဍာန်လည်းပြောင်းလဲသွားသလို့ အရွယ်အစားလည်းပြောင်းလဲသွားတာကို တွေ့ရပါလိမ့်မယ်ဒီတရေကွင်းကဆွဲဆန့်လိုက်တဲ့အတွက်ပို့ပြီးတော့ရှည်လာတယ်ဒီမှာကတော့ဒီတေကွင်းဟာသတိကံပုံစံမျိုးဖြစ်သွားတယ်။ဒါကြောင့်မလို့တေကွင်းရဲ့ပုံတရံနဲ့အရွယ်စားဟာပြောင်းလဲသွားတယ်။ဒီလိုဆွဲဆန္ဒကရောဘာကိုအသုံးပြုထားတာလဲစဉ်းစားကြည့်မယ်နော်။ တရေခွင်းကိုဆွဲဆနိုင်ရန်မိသည့်အရာလိုအပ်သည်တဲ့ကဲတရေခွင်းကိုဆွဲဆမှုအတွက်ဘာလိုသလဲဟောဒီမှာနော်သူကလက်နှစ်ဖက်နဲ့တရေခွင်းကိုဆွဲဆနေပါတယ်ဒါဆိုရင်တရေခွင်းကိုဆွဲဆမှုအတွက်ဘာလိုအပ်တယ်လို့ကလေးတို့ထင်ပါသလဲအားလိုအပ်တယ် မှတ်နေပေါ့နော်တရေဝင်းကိုဆွဲဆမှုအတွက်ဒီလက်နှစ်ဖက်ကအားကိုအသုံးပြုနေရတာသိချပါတယ်ဒီမှာကြည့်ပါဒီစပရိန်လေးတွေကိုကြည့်မယ်ဟောဒီမှာဂျုံမုံကိုနေနေတာကိုလည်းကြည့်မယ်ဒီပုံတစ်ခုကိုကြည့်ခဲ့ရင်လည်းပဲအားလိုအပ်တာသိချပါတယ် เนาะအားနဲ့ဂျုံကိုနေသလိုဒီစပရေးလေးတွေကိုလည်းပဲเนาะဂျုံလိုက်ကျဲလိုက်ဖြစ်အောင်လို့အားနဲ့ပဲတွန်းကန်တာဆွဲဆန်တာတွေပြုလုပ်နေပါတယ်ဒါကြောင့်အားသည်အရာဝတ္ထုတစ်ခုဤပုံတရံနှင့်အရွယ်စားကို ပြောင်းလဲစေသောတရားမှုဖြစ်သည်ရဲ့ဒီတော့တရေခွင်းကလည်းပုံတရံလည်းပြောင်းသွားတယ်ဆွဲဆန်လိုက်တဲ့အတွက်အရွယ်စားဟာရှည်လာပြီးအရွယ်စားလည်းပြောင်းသွားတယ် ဒီစပရိန်လေးကိုကြည့်လိုက်လို့ရှင်လဲသူ့ရဲ့ပုံတံရောတစ်ချိန်လုံးပြောင်းလဲနေတာကိုတွေ့ရမယ်အရွယ်စားလဲပြောင်းလဲနေမယ်ဒီဂျုံမုတ်နေတာတော့အရှင်းဆုံးပါပဲလက်နဲ့အားသုံးပြီးတော့မှဂျုံမုတ်ကိုနေနေတဲ့အခါမှာဂျုံမုတ်လုံးလေးဟာပြားသွားလိုက်လုံးသွားလိုက်နဲ့ပုံတံရောအရွယ်စားရောအမျိုးမျိုးပြောင်းနေတာကိုတွေ့ရမယ်ဒါကြောင့်အားဟာအရာဝတ္ထုတစ်ခုရဲ့ပုံတံနဲ့အရွယ်စားကို ပြောင်းလဲစေသောတည်ရောက်မှုပဲဖြစ်ပါတယ်လုပ်ငန်းလေးရမေးခွန်းလေးတွေကို ဖြေကြည့်ပါမယ်ကဲဒါကတော့ဖတ်စာထဲမှာပေးထားတဲ့ပုံတွေပဲဖြစ်ပါတယ်ပုံကကြီးခခွေကငယ်တို့တွင် အားတည်ရောက်မှုကြောင့်မိသည့်ပြောင်းလဲမှုများဖြစ်ပေါ်လာသည်နီးတဲ့အားတည်ရောက်လိုက်တယ်ဘလို့ပြောင်းလဲသွားသလဲတဲ့။ဘာပြောင်းလဲမှုတွေဖြစ်သလဲ ပုံသဏ္ဍာန်ပြောင်းလဲတာလားအရွယ်စားပြောင်းလဲတာလားရွေလျားမှု ပြောင်းလဲလာသလားဆိုတာကိုကြည့်ကြရအောင်ပုံကကြီးကိုကြည့်ပါမယ်ကဲပုံကကြီးမှာဒီဈေးဝယ်တဲ့လှဲကလေးဟာရွေနေပါတယ်ဒါကြောင့်မလို့ပုံကကြီးတွင် အားသေးမှုကြောင့်ရွေလျားမှုဖြစ်ပေါ်သည်နောက်ထပ်ပုံခခွေး ဟူဖောင်းလေးကိုလက်နှစ်ဖက်နဲ့ဖိတွန်းလိုက်မယ်။အဲ့လိုဖိတွန်းလိုက်တဲ့အခါမှာပူဖောင်းလေးရဲ့ပုံသဏ္ဍာန်နဲ့အရွယ်စားဟာပြောင်းလဲသွားတာကို တွေ့ရပါမယ်။ဒါကြောင့်ပုံခခွေးတွင်အာသက်ရမှုကြောင့်ပုံသဏ္ဍာန်နဲ့အရွယ်စားပြောင်းလဲမှု ဖြစ်ပေါ်သည်။ကဲကောင်ငယ်မှာတော့ဘောလုံးကန်နေပါတယ်ဘောလုံးကဘေးကိုရောက်သွားကလေးဟောကန်ထက်လိုက်တဲ့အတွက်ဘောလုံးဟာရွေ့သွားတာကို တွေ့ရပါမယ် ါကြောင့်ပုံကငယ်တွင် အာတယမှုကြောင့်ရွေလျားမှု ဖြစ်ပေါ်သည်ဒီတော့ပုံကကြီးခွေကငယ်တို့မှာအာတယောက်လိုက်တဲ့အတွေ့ရွေလျားမှုရဲ့ပုံတရားရဲ့အရွယ်စားရဲ့ပြောင်းလဲသွားတာကို တွေ့ရပါတယ်ဒီတော့အာရဲ့အဓိပ္ပာယ်ကိုသတ်မှတ်ကြည့်အောင် definition of force ပေါ့အဲ့တော့အာဒီရာဝတ္ထုတစ်ခုဤပုံတရားအရွယ်အစားနဲ့ ရွေလျားမှုကို ပြောင်းလဲစေသောတည်ရမှုဖြစ်သည်တဲ့ပုံသဏ္ဍာန်ကိုလည်းပြောင်းလဲစေမယ်အရွယ်စားကိုလည်းပြောင်းလဲစေမယ်ရွေလျားမှုကိုလည်းပြောင်းလဲစေတဲ့တည်ရမှုဟာအားပဲဖြစ်ပါတယ်ဆ iamma တို့ရဲ့ရှိသူ forward education center ကနေထုံးတွင်တဲ့သင်ခန်းစာလေးတွေကို သင်ယူလေးလာခြင်းနဲ့ဆိုခဲ့လို့ရှိရင်ဒီဗီဒီယိုလေးရဲ့အဆုံးမှာ subscribe လုပ်ထားပါလို့တောင်းဆိုပါရစေကြီးစုပေးတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်နားလည်ကြလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်မင်္ဂလာပါကွယ်